က်ခဲဆုံးကိုပြောပါဆိုလို့ရှင် supervision ဆတစ်ချက်ကလေးလွဲလိုက်တာနဲ့အဲ့ဒီနေရာမှာသူကအပေါ်မှုစုပြန်တက်သွားတဲ့နေရာအဲ့လိုမျိုးတွေကကျမအတွက်တော်တော် challenge ဖြစ်တယ်ပေါ့ အခုချိန်မှာတော့တိနေပြီသူ့စီကလာလာ ကိုစီကလာလာဆိုတာတိတယ်ပေါ့နော်တိပေမဲ့လို့ဘယ်နေရာလေးကလာနေရလဲဆိုတာလည်းရှိသေးရပေါ့နော်ပြန်ပြီးတော့ပြန်နှိုက်ထုတ်ရတဲ့ဆိုရဟာကြီးကလည်းတော်တော်နာကျင်ရတယ်ခက်ခဲရတယ်ကိုမရေးချင်ဘူးရေးလို့ကိုမရမရတဲ့အဆုံးဘလောက်ဖြစ်လဲဆိုအတင်းရေးတဲ့ခါမှာလူကအန်ထွက်တာပေါ့နော်တော်တော်ကိုမိအေးကနှခါနာရတာပေါ့နော် ဆိုတော့음နောက်ထပ်မေးခွန်းကြတော့ပေါ့เนาะကို့အနေနဲ့ဒီ counseling session นี่ကိုကိုလို့ပေါ့เนาะ counseling session นี่ကိုတွားတယ်အဲပြီးတော့ counseling session นี่တွားပြီးတဲ့နောက် supervision นี่ရေးရတယ်အဲ့လို counseling session นี่ကိုတွားပြီးတော့ဒီ supervision ကိုရေးရတယ်ဆိုတဲ့အချိန်အခါမှာဘလို့ခံစားချက်မျိုးဖြစ်လဲအဲ့ supervision ရေးရတယ်ခန်းစားချက်ကလေးပေါ့အဲအဲ့ဒါလေးတွေကိုတစ်ချက်ညှောက်ပြီးပါအောင်လို့ဟုတ်ကဲ့ပါ ဒီ supervision ရေးတယ်ဆိုတာကလည်းကျမတို့ရဲ့ဒီ professional တယောက်အနေနဲ့ရည်တည်တဲ့အခါမှာ professional ethic ထဲမှာလည်းပါပါတယ်ကျမတို့ကိုယ်လုံနေတဲ့ကိုယ့်ရဲ့အလုပ်ပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုရော ကိုယ့်ရဲ့အလုပ်ပေါ်ကိုယ့်ရဲ့လေးစားမှုလေးရောကို့အတွက်ကောဒီ client အတွက်ကိုပေါ့နော်တကယ်ကိုအလုပ်လုပ်ရတဲ့ဆိုတဲ့အပိုင်းပေါ့နော်ဒီ counseling session ရဲ့အဓိကအတော့ချက်ပေါ့ဒီဟို counselor တယောက်အနေနဲ့တကယ်ကို position မှန်မှန်နဲ့ သွားနိုင်ဖို့အတွက်ကိုတကယ်အဓိကကီတော့ချက်ဖြစ်တယ်ပေါ့ဒီ supervision ဤပေါ့နော်ဒီအဓိက position မမှန်နဲ့သွားနေတဲ့ counselor တယောက်အတွက်ဒီအာ supervision ကြီးရရတယ်ဆိုရင်နေဘလို့ခံစားချက်ဖြစ်တယ်လေပေါ့ဟုတ်ကဲ့ပါမေးခွန်းရမဆုံးသေးဘူးအရင်အောင်ဖြေခြင်းလားမိုက်ကိုကျုပ်ဖွင့်တယ်ခုနမေးခွန်းနဲ့လည်းဆက်ဆက်နေရောကြာတယ် အဓိက challenge ကကျွန်တော်တို့ပြောပါဆိုလို့ရှင်အဲ့ပထမတော့ transfer ပေါ့ဒါပေမဲ့ကျွန်တော်ဗရမပိုင်းမှာအချိန်တွေပါလေအဲ့ချိန်တော့ကတော့အကြောင်းတွေပါလေမရှိဘူးပေါ့နော်ကျွန်တော်တို့ပထမ client ဆာယူတော့ ਆ ဆိုတော့အချိန်ရမ်းညရတာမရှိတော့ဒီ transfer တွေကတော့ဒီအရတွေနဲ့တည်တယ်ပေါ့နော်ဒီဆီယမရဲ့ဟောနဲ့အဲ့တော့ကလည်းတော်တော်ကြီးကိုကြာပါတယ် transfer ပါလဲညာလဲတည်ဖို့ဆိုတော့လည်းအခုရောက်တဲ့အထိလဲတချို့နေရာတွေကမတည်သေးပါဘူးဟိုလုံးလုံးပြီးသွားတယ်ဆိုတော့လည်းမရှိပါဘူးဒီဒီ subject ကိုနားလဲ သေးချာတင်လေးနည်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 းတင်လေးကိုမသိတာတွေအများကြီးပေါ့နော်ကိုမှကြံနေသေးရယ်ဆိုတာတောက်လျှောက် landing လုပ်နေမှာပဲရမယ်ဆိုတာသိတယ်ပေါ့နော်အဓိကပြောချင်တာဒီမှာ supervision ပေါ့နော်ကျွန်မတို့ခက်ခဲဆုံးကိုပြောပါဆိုလို့ရှင် supervision စပြီး client ယူတဲ့ number 1ခရေရတဲ့အခုထိပေါ့နော်အာ session တွေဘလောက်ပဲလောက်ခဲလောက်ခဲ session တစ်ခုနဲ့တစ်ခုမတူဘူးတွားတိုင်းလည်းခံစားချက်တွေမတူဘူးပေါ့နော် ပြီးတော့ပို့ဆိုတာဒီကြားထဲမှာပြီးခဲ့တဲ့နှစ်ကဆိုကျွန်မ client အရင်မကင်နိုင်လိုက်ဘူးပေါ့နော်တယောက်လောက်ပဲကင်နိုင်နေပြတ်သွားတဲ့အချိန်မှာအခုပြန်လုပ်တဲ့အချိန်မှာဆိုတော်တော်လေးတော်တော်လေးကိုလိုက်ယူရတယ်ပေါ့နော်ဒီ client နဲ့ပြန်ချိန်မျိုးဒါပေမဲ့ကျွန်မတခြားမှာဘာလို့သင်ခန်းစာရရလဲပထမပိုင်းတော့ကသူ client နဲ့အရင်ယူရလောဘကြီးပြီးတော့ပေါ့နော်တပြိုင်နက်တည်း၃ယောက်ယူတာတို့၄ယောက်ယူ၄ယောက်တိကျွန်မယူဘူးတယ်ပေါ့နော်ဟာခုနညီမတယောက်ပြောသလိုအဝိုင်းလဲတာလည်းမရက်ဘူးဒီ supervision နဲ့ ဲ့ချိန်မှာဘာတက်လာလဲဆိုတော့ client ပြောတာကိုနားမထောင်တော့ဘဲနဲ့ဒီ connection ပေါ့နော်ခံစားချက်ကိုမသွား emotion ကိုမချိတ်တော့ဘဲနဲ့ကိုယ့်အတွက်ဘာဝင်ဖို့ပဲ client ကို leading နေလောက်တာလေး session နေတယ်မှာအဲ့ဒါကြီးအများကြီးသင်ယူခဲ့ရတယ်ပေါ့နော်ရှေ့ပိုင်းမှာဆိုလို့ရှိရင်အခုကျတော့ကျွန်မအဲ balance ပြန်ချတော့အခုကျွန်မအလုပ်လဲလုပ်ရတယ်တခြား career ဒီဘက်အကြောင်းလဲချိန်ရတဲ့အချိန်မှာတယောက်ပဲယူရတယ်ပေါ့အခုတယောက်ပဲယူရတဲ့အချိန်မှာမှာ ဘာပြန်တွေ့ရလဲဆို supervision ရေးတိုင်းမှာကျမတို့စိတ်ဘယ်ဘယ်ခံစားချက်ကိုရေးဆိုလို့ရှင်ပေါ့နော်အခုဒီအခုဒီလဲဆရာမဆိုအမြဲတမ်းပြောရပေါ့နော်ကောင်ဆလာကဆရာကောင်ဒီ client နဲ့ပြောတာတွေကိုပဲဦးစားပေးပြီးရေးနေတယ်ခံစားချက်ကိုပို့ရေးပို့ရေးအခုဒီကိုကျမတို့လဲအခုလဲချရေးထားရပေါ့နော်တကယ်ချင်းနေလဲ share ရလဲနားထောင်ပွဲဒါပေမဲ့ကျမအဲ့နေရာမရောက်သေးဘူးပေါ့နော်မရောက်သေးဘူးဖြစ်နေတာပေါ့နော် ဘလို့လောက်ရမလဲဟိုငါ session နေကြီးရေးကြီးอ่ะငါခံစားချက်တွေကြီးရေးရမှာလားဆိုကျွန်မ try ဘူးလေဆရာမဆီကို session တစ်ခုတင်ဘူးလေခံစားချက်တွေကြီးရေးတယ်ဆရာမဒါကောင်ဒါဒါ counseling session မဟုတ်ဘူးပေါ့နော် supervision session လေ okay ဒီနေ့ကတော့မှားသွားပြီဆိုကျွန်မပယ်လိုက်တယ်ပေါ့နော်အဲ့တော့အရင်တိုင်းပြန်ရေးတယ်အခုဆိုလို့ရှိရင်အဲ့လိုမျိုးတော့အဓိကအခက်အခဲကိုပြောပါဆိုလို့ရှိရင်ဒီ transfer dd ပြောထားတဲ့ဟာဟိုးလုပ်ထားပြီးရေးရတယ်ကျွန်မမှာ client နှစ်ယောက်ကြောင့်ဘူးတယ်ပေါ့နော်တစ်ယောက်တုန်းကဆိုကျွန်မ resistant များလို့မရေးချင်ဘူးရေးလို့ကိုမရမရတဲ့အဆုံးဘလောက်ဖြစ်လဲဆိုအတင်းရေးတဲ့ခါမှာလူကအန်ထွက်တာပေါ့နော်အခုချိန်မှာတော့တိနေပြီသူ့စီကလာလားကိုစီကလာလားဆိုတာတိတယ်ပေါ့နော်တိပေမဲ့လူဘယ်နေရာလေးကလာနေရလဲဆိုတာလည်းရှိသေးတယ်ပေါ့နော်အာပြီးလို့ရှိရင်ဒီရေးပြီဆိုရင်လည်းပေါ့နော် အခုနလိုပေါ့နော်ပထမပိုင်းတော့ဒီချက်ကိုအပြစ်တင်ခဲ့ရလေဘာ guideline မှလည်းမပေးဘူးဘလို့ရေးမလဲပေါ့နော်အမြဲတမ်းကိုက structure နဲ့သွားခဲ့တဲ့လူဆိုတော့ပေါ့နော်ခုနောက်ပိုင်းတော့နားလည်လာတယ်ဒီဟာတော့ဒီဟာကိုနားလည်လာပြီမြဲဒီဘလို့ရေးရမလဲဆိုတော့100%ခုထိလည်းမတည်ကြသေးဘူးစမ်းကြည့်နေတော့မယ်ပေါ့နော်ဖြည်းဖြည်းချင်းတော့ပို့ပို့ပြီးတော့တည်လာတယ်ဒီအကြီးမားဆုံးညာကတော့အချိန်ပေါ့အချိန် timing အမီတင်ဖို့အရှိမှဆိုလည်းမမီခဲ့တာအများကြီးပဲဟို ဒါမဲ့ကျွန်မလွတ်မချဘူးပေါ့နော်အခုချိန်ဒီအဲ့ဒါကိုတော့ကိုကိုကိုဘူတီကျင်းနေမိရယ်ပေါ့နော်အဲ့ဒါလေးတော့ရှိတယ်ဟုတ်ဒီပရှင်ဒီမှာ supervision ရရဆိုတော့တော်တော်ကြီးခက်ခဲပါတယ်ပြီးတော့ဒီအမိတင်ရတယ်ဆိုတဲ့အကြောင်းအရာတွေရောဒီ supervision ရရဆိုတော့ကိုပြီးရရဆိုတဲ့နေရာလေးတွေမှာအဲ့နေရာလေးတွေရတယ်တော်တော်ကြီးခက်ခဲပါအဲ့တော့ဒီမိကွန်လေးကိုဟုတ်ကဲ့အမမီဟန်ပြပြပါအောင်ရှင်ကျွန်မကြော်ပါလေး အာဒီဒီကောအပြင်ပေါ့နော်ဆောဆောကမတ်ဆိုပဲကြောတယ်လို့ပဲခက်ခဲအရာတွေရတယ်အရင်တော့ကတော့တွိုင်းတွိုင်းမတိခဲ့တဲ့ဟာအများကြီးပဲပေါ့နော်အခုနောက်ပိုင်းကျတော့အရန်မြူးညံ့နေဆိုတဲ့ဟာဒီတိလာဒီ session တွေကိုဝင်ပြီးတော့ဒီကြောနေတဲ့နေရာလေးသူနဲ့ကိုနဲ့ကြားရမှာအရန်ကိုမြညံ့ပြီးတော့ဖြစ်လာတဲ့အချိန်မှာကိုယ့်ရဲ့မိဘလေးတစ်ခုမှတစ်ချက်ကလေးလွဲလိုက်တာနဲ့အဲ့ဒီနေရာမှာသူကအပေါ်မူးစုပြန်တက်သွားတဲ့နေရာ ဲ့လိုမျိုးတွေကကျမအတွက်တော်တော် challenge ဖြစ်တယ်ပေါ့တော်တော်လေးတိတာတယ်တော်တော်လေးဟိုနူးညံ့တယ်ဆိုတဲ့ဟာလေးအရန်ခံစားမိတယ်အဲ့နေရာလေးအရန် delicate ဖြစ်တယ်ဆိုတဲ့ဟာလေးပေါ့အဲ့နောက်တစ်ခုကတော့ပါလဲဆိုတော့ supervision ကိုပြန်ရေးရတဲ့အချိန်မျိုးပါအဲတခါတည်းကတင်တာရှိတယ်။ရင်းနှီးမှာဘယ်လိုမှခံစားနိုင်ဘူးတင်လိုက်တယ်။တော်တော်ကိုမိအေးကနှစ်ခါနာရတာပေါ့နော်။မလာခင်တော့ကလည်းသူ့ဘာကိုခံစားရသေးတယ်။ ဒီဒီ session ထဲမှာလည်းသူနဲ့လိုက်ပြီးတော့ခံစားရသေးတယ်။အဲ့ဟာပြီးသွားတဲ့အခါမှာရေးရတဲ့အချိန်ကပို့ပြီးတော့ခံစားရတယ်ပေါ့။အဲ့နေရာမှာကိုကအဲဒီခါဒီကြရင် session ကဟိုချောချောမွေ့မွေ့နဲ့ပြီးသွားရင်ဟုတ်တယ်ပေါ့။ချောချောမွေ့မွေ့နဲ့မပြီးရင်ပို့ပြီးတော့အဲ့နေရာမှာတခုခုကြံခဲ့သလိုဖြစ်ပြီးတော့အဲ့နေရာကကိုတို့ကိုတော့တော့ကိုဟိုဆွဲချသွားပြီးတော့ဒီထဲမှာရန်ကို အဲ့ဒီအချိန်ကပို့ပြီးတော့အဆိုးဆုံးမဲ့လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီခါလေးကျရင်အဲ့ supervision ကို emotion ထည့်ပေးရတဲ့အင်စိုက်ငေးခြင်းပေါ့နော်ငေးခြင်းလို့ဆိုရတာလေအရင်ဖြစ်တယ်အဲ့တော့ဒီခါလေးကျရင်မင်းမြန်ဆန်ဆန်ဒီဟာကိုရေးပြီးတော့မြန်ပြီးွားရင်ပြီးရောဆိုရတဲ့ဟာကလည်းဈေးထဲမှာအရင်ရှိတယ်ပေါ့နော်အဲ့တော့မြန်မြန်ပဲပြီးခြင်းနေပြီဒီဟာမြန်ပြီးွားရင်ပြီးရပဲဆိုရတဲ့ဟာမျိုးအထီးရောက်တယ်ပေါ့နော်အဲ့ဒါတွေကလည်းတော်တော်ကြီးကို challenges ဖြစ်ပါတယ် တင်ကြည့်အခါကဟိုနာကျင်နေဆိုတဲ့အနေအားလေးကိုကိုကိုရိုင်းရဲ့နာကျင်မှုတွေကိုတွားကြည့်ပြီးတော့ကိုရဲ့ client ရဲ့နာကျင်မှုကိုပြန်ပြီးတော့ချိန်ဆက်ရတယ်ဆိုတဲ့နေရာမှာလေဒီနေရာလေးမှာတော်တော်ကြည့်ဖို့ခက်ခဲပြန်မှာပါဆိုတော့ဒီမျိုးကလေးနဲ့ပတ်သက်ပြီးတော့တခြားဖြေမဲ့သူရှိ ਉ မလား โอเคမဖြူဖြူပါရှင်။ဟဲ့လာပြောချင်သေးတယ်။အဲ့ဟိုဆူပါဖရှင်တင်တာနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ဟိုကိုပြောချင်တဲ့အကြောင်းအရဆိုရင်ကိုကကိုတပိုင်းလေးရေးပြီးတော့မှသူ့ရဲ့အကြောင်းအရဆိုရှင်သူနဲ့ session အတွင်းမှာပြောခဲ့တဲ့ຢာလေးပေါ့နော်။အားလေးတို့အပိုင်းပိုင်းလေးတင်ပြောပြန်ခွဲရေးပြစ်တယ်ပေါ့နော်။အဲ့အဲ့လိုမျိုးလေးပြန်ရေးပြစ်တယ်။အဲ့လိုရေးပြစ်တဲ့အခါတိုင်းမှာဆိုလို့ရှင်လေးတလားသူနဲ့နားထောင်တဲ့အချိန်လေးမှာအမှတ်ထားတဲ့ဟာတွေခေါင်းထဲမှာပြစ်သိမ်းအောင်မှတ်ထားတဲ့ဟာတွေ ਆ လေးဒီ super vision နဲ့မှာထည့်ရေးမှဖြစ်မှာမဖြစ်ရင်ခေါင်းထဲမှာကိုခေါင်းထဲမှာကျန်ခဲ့မှာ။အဲ့ဆိုတဲ့အခါကျတော့အဲ့ super vision နဲ့မှာအဲ့မှတ်ထားတဲ့ဟာလေးဆိုပြီးတော့လေဟို client session ပြီးသွားပြီဆို လို့ရှိရင်လေဘရောမလေးအဲ့နေမှာလုံးဝမရေးနိုင်ဘူးအဲ့ဆိုပါဖြစ်ရှင် အဲ့ supervision မှာအဲ့ချိန်လေးမှာပြီးသွားတဲ့ချိန်လေးမှာဖြစ်နေတဲ့ခံစားချက်ကလေးကိုလေလက်နဲ့လုံးဝမချရေးမနိုင်ဘူးလုံးဝကွန်ပျူတာနဲ့မရိုက်နိုင်တဲ့ခါကြလို့ရှင်ကိုကကိုအတန်လေးနဲ့ခါတဲ့ကိုအဲ့ချိန်မှာဖြစ်နေတဲ့ဟာလေးကိုပဲကိုအနုတ်လေးအနေနဲ့မှတ်ထားလိုက်တာအဲ့လိုမှတ်ထားလိုက်ပြီးရဲ့ခါကြတော့မှနောက်၃ရက်မှမှတနည်း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 ရေးတာတစ်ခါမှတလက်စားတဲ့မမရေးဘူးမရေးနိုင်ဘူးခေါင်းထဲမှာအတွေးထဲပေါ်လာလိုက်အဲ့ဒါကြီးအကုန်လုံးစောက်တဲ့စာထဲကိုချရေးလိုက်စာထဲကိုချရေးလိုက်တစ်ခါကြောက်ရှင်ကိုရဲ့ session ကြီးရလေအဲ client ရဲ့အကြောင်းကြီးအများကြီးပါသွားတာဆိုကိုသိတယ်သို့တော်လဲဒါဒီမှခေါင်းထဲမှာဒီထဲမှာမချဘူးဆိုလို့ရှင်ခေါင်းထဲမှာ ာကြံခဲ့မှာကိုယ့်ရဲ့အတူရည်တွေမှာကြံခဲ့မှာတကယ်နဲ့ကိုယ့်ရဲ့ခံစားချက်တွေထဲမှာအဲ့ဒါကိုကြံခဲ့မှာဆိုတဲ့အခါကျတော့ဒါယူရင်းရင်းရနေပြီးတော့အဲကိုယ့်ရဲ့ဘိုင်းလေးတွေတော့ကိုတွေးရေးတယ်ဒါပေမဲ့လေအများတန်းကိုယ့်မှာအားနည်းချက်ကလေကိုယ့်ရဲ့ခံစားချက်ကရေးတာနေပြီးတော့ client ရဲ့အကြောင်းအရာအများကြီးရေးတာဖြစ်နေရဆိုတဲ့အခါကျတော့ကိုယ့်အကြောင်းအရာကိုကိုယ့်ဟာကိုယ်အတွင်းထဲမှာပြန်ပြီးတော့ပြန်နှိုက်ထုတ်ရတဲ့ဆိုတဲ့အရာလေတော်တော်နာကျင်ရတယ်ခက်ခဲရတယ်ကိုမချစ်ကျင်တဲ့အရာကိုသွားနှိုက်ရမယ်ဆိုတဲ့အခါကျတဲ့အခါကျတော့ကိုယ့်ကိုယ်သိတယ်လေအတွင်းထဲမှာရှိတဲ့ဟာ resistant ကယုံနေမလို့ချင်ဘူးဒီဟာကြီးကိုသွားမနိုင်ချင်ဘူးဒါကြီးကိုသွားမစီချင်ဘူးအဲ့လိုပါမျိုးတဲ့အခ ါကျရင်ကိုကိုကိုနဲ့ကိုနဲ့ကိုကြားမှာအများရန်ပြန်ပြန်ပြီးတော့ဟိုပြန်ပြန်ပြီးရန်ဖြစ်နေရတယ်ကိုကိုပြန်ပြီးတော့ပြန်ပြီးတော့ဟိုပြန်ပြီးပြန်တိုက်ခိုက်နေရတယ်ဆိုတဲ့အနေထားမျိုးတွေပေါ့နော်ဒီ super vision ရေးတဲ့ချိန်လေးမှာအများရန်အလိုဖြစ်တယ်ဒါပေမဲ့အဲ့ super vision ဒီ3ရက်လေးမှာမဟုတ်ဘူးဒီနေ့3ရက်ကတော့လုံးဝ deadline ဒါတင်ကိုတင်ရမယ်ဆိုတဲ့အနေထားမျိုးတင်ရတော့မယ်ဆိုတင်ပြီးသွားပြီဆိုလို့ရှိရင်လေအဲ့တင်ပြီးသွားတဲ့စာလေးကိုဒီ email ပို့လိုက်ပြီးပြီးသွားတဲ့အချိန်မှာပျော်သွားတဲ့ခံစားချက်ကလေးသိလားအရန်ကိုလေဒီဆောင်းဝင်းတစ်ခုပြီးသွားတဲ့အလုပ်တစ်ခုလုံးဝပြင်းပြောက်သွားတယ်ကိုလုံးဝမယ်ဆိုတဲ့အရာလေးကိုအဲ့ဒါ လေးကိုလုံးဝကိုလေးအောင်မြင်နေပြီးသွားတယ်ဆိုတဲ့ခံစားချက်ကလေးအဲအဲ့ခံစားချက်ကကျွန်မကိုယ့်ကိုယ်လေးငါဆောင်မွေးကြီးဂုံတိအများကြီးနဲ့အောင်နေတယ်လို့ခံစားရတယ်အဲ့ super vision လေးတင်လိုက်တဲ့ email လေးပို့လိုက်တဲ့အချိန်လေးမှာဖြစ်တဲ့ခံစားချက် တကယ်တမ်းကျတော့ဒါကြီးကဘာမှအကြီးမားကြီးမဟုတ်ဘူးဒါပေမဲ့အဲ့လုံးလိုက်တယ်ဆိုတဲ့အရာလေးကကျွန်မအတွက်ကိုတော်တော်လေးကိုလေးအဲ့ခံစားချက်ကိုပေးတယ်ဒါကြောင့်မို့လို့လေးအဲကိုယ့်ဟာကိုယ်လေးအမြဲတမ်းဒီဟာလေးတက်ကိုဒလိုင်းလေးရောက်တယ်ဒါပေမဲ့ညာဘက်ဆိုရှင်လေးအာတနာ ਈ ခွဲ၁၂နာရီခွဲမြန်မာနိုင်ငံချင်းဆို၁၂နာရီထုတ်ကန်နေဟာကိစားမရှိဘူးငါပြီးသေးတယ်ပြီးသေးရဆိုကိုယ့်စိတ်ထဲမှာလေးကိုတွေးနေရအတွေး ေးမှာပါသမျှဟာမြန်သမျှကိုချရေးပြအောင်ရေးပြတယ်အဲ့လိုမျိုးလေးတင်ပြတယ်ပေါ့နော်အဲ့အဲ့ဒီ super vision ကတော့ခက်ခဲတယ်သို့တော်လည်းအဲ့ဟာလေးကိုတင်လိုက်ပြီးတဲ့အချိန်မှာရှရတဲ့ကိုပြင်ရတဲ့ခန်းစားချက်ကလည်းကို့အတွက်ကိုတော်တော်လေးကို ဟိုပါဖြစ်တယ်တော်တော်လေးကိုကောင်းတယ်အဲပြီးတော့ဒီ client ပြီးသွားတဲ့ခါကျလို့ရှိရင်ဒီ client နဲ့ပတ်သက်ပြီးတော့ကိုယ်မှာဘာ memory မှမကြံရအောင်ဆိုတာသူပြောတဲ့အကြောင်းအရာ memory တော့မကြံခဲ့ဘူးဘာလို့လဲဆိုတော့စာထဲမှာထည့်ရေးလိုက်တယ်ဒါပေမဲ့ emotion ကတော့ကြံခဲ့တယ်ကိုရှိမှာကိုအတွင်းထဲမှာကိုမသိလိုက်ဖဲနဲ့ကြံခဲ့တဲ့အာဆောမပြောတဲ့ transfer တွေအာကိုကိုမသိလိုက်ဖဲနဲ့ကိုကိုမနဲ့ကိုရှိနေတယ်ကိုအတွင်းထဲမှာပြန်တက်လာတယ်ဆိုတဲ့အရာတွေဒါလေးတွေကတော့ကြံကိုကြံသေးတယ်ပေါ့နော်အဲ့ဒါလေးကဆိုတာပြရှိရတဲ့ချိန်လေးမှာအာတွေ့ရတဲ့ခံစားချက်နဲ့တွေ့ကြုံခက်ခဲလေးပေါ့နော် စူပါဗေးရှင်းရေးတယ်ဆိုတဲ့အချိန်ခါမှာကိုယ့်ရဲ့ဟိုပေါ့နော် client ရဲ့အကြောင်းအရာတွေကိုရေးရတာလေကိုနာကျင်တယ်လို့မျိုးကိုယ့်ရဲ့အကြောင်းအရာတွေကိုတကယ်နှိုက်ထုတ်ပြီးပြန်ပြီးရေးရတယ်ဆိုတဲ့နေရာလေးမှာလည်းတော်တော်ကလေးကိုနာကျင်နေဆိုတဲ့နေရာလေးပေါ့နော်ဒီနေရာလေးကလည်းတော်တော်လေးကြည့်ပါတယ်